ဲပြီးထားတဲ့နေရာကနေပဲပီတွေကထက်ထွက်လာပြန်ရောတဲ့အဲ6ခောက်ခွဲလိုက်ရတယ်အဲအဲ့ကနေသူတို့ကဆေးတွေထည့်ပေးပီတွေလည်းမရှိတော့ဘူးအကုန်လုံးထုတ်လိုက်ပြီဆိုတော့သူကပကိုးဘက်ကိုပြန်သွားတာပေါ့နော်ကျွန်တော်တို့တိတ် recommend မပေးဘူးဗျာမပေးဘူးဆိုတော့ဒီကောင်တွေကအခက်မသိရင်သူကထိုးလိုက်ရင်ဘာဖြစ်လဲသွေးကြောပိတ်သွားသွေးကြောပိတ်မှတော့ဒါသွေးမရှာဘူးသွေးမရှာရင်ဒါပုတ်တယ်ဗောလေ necrosis ဖြစ် အားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးရအောင်နော်မိကလေးတိုင်းလုံဝကိုတတိထားရမယ်ဒါဗီဒီယိုဖိုင်လေးပဲဖြစ်ပါရှင်ဗီဒီယိုဖိုင်လေးကအမဆိုလို့ရှင်တော့နော်ဒီရင်သားဖီလာထိုးရင်းနဲ့သူ့ရဲ့ရင်သားကလုံဝကိုဒါပျက်စီးသွားတာရှင်ချို့မင်္ဂလေးတွေကနော်ရင်သားအရန်ကြီးခြင်းနဲ့တင်ကြီးခြင်းနဲ့ဆိုရင်နော်ခွဲစီပြီးတော့ဆီလီကွန်တွေပါထည့်ကြရင်နော်တချို့ကြတော့လည်းဆီလီကွန်ထည့်တာမတတ်နိုင်တဲ့သူတွေကြတော့နော်ဒါဖီလာထိုးကြရှင် ဒီလိုမျိုးဖလာထိုးတာကနော်တဲ့ရည်သူနဲ့တဲ့တယ်ရှင့်။ကြယ်ထဲမတဲ့ရည်သူတွေနဲ့ကြတော့နော်ဒီရင်သားကိုနော်ဖျက်ပစ်လိုက်ရတာတို့ဘာလို့ဖြစ်နိုင်နေရှင့်။ဒီရင်သားနေပြီးတော့တစင်းပိုးဝင်အသက်အန္တရာယ်အတွက်လုံအောင်ကိုဒါဆိုရင်ရတယ်ရှင့်။တချို့မိန်းကလေးကြီးဆိုရင်လည်းနော်ဒီလိုမျိုးအလှပတွေလုံရင်းနဲ့နော်ဒါအသက်ဆုံးရှုံးရတဲ့သူတွေလည်းရှိတယ်ရှင့်။ဒီလိုမျိုးအလှပကြီးရတွေကိုဖွင့်ထားတဲ့စည်းကမ်းတွေကနော်တချို့တွေကြောက်လဲဒါတရေဝင်ဖွင့်ထားကြတာရှင့်တချို့ကြောက်လဲနော်ဒါတရေဝင်ဖွင့်ထားတာမဟုတ်ဘူးရှင့်ဒီလိုမျိုးတက်ကြွပြီးတော့အလှပကြီးကနားလဲတဲ့ဆရာဝန်တွေနဲ့တွေ့ရင်တော့ဒါကအစိုက်ဖက်နေမယ်ရှင့် ချို့ရင်ကြောင့်လေတင်တန်းတက်ဘူးယုံနဲ့เนาะဒါလှုပ်ရှားကြတဲ့လှပကြီးရဆိုင်ရာတွေလည်းအများကြီးရှိရဲ့ရှင့်ဒါကူမိန်းကလေးတွေလုံးဝကိုတတိထားရမယ်ရှင့်ဒီလိုမျိုးဖီလာတို့ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမတယောက်ကရှင်းပြပေးလာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့် ကိုကားပေါ်တော့ဖီလာထိုးရတာအရန်ကြိုက်တယ်ဆိုရင်ဒီဗီဒီယိုမကြော်ပဲနဲ့ကြည့်သွားလိုက်နော်နှခမ်းဖီလာတို့ဘားဖီလာတို့ထိုးတယ်ဆိုလို့ရှိရင်ပေါ့နော်တချို့ကတော့အရန်နဲ့မှလသွားတယ်ပေါ့နော်โอเคလတာကတော့ကိစ္စမရှိဘူးပေါ့နော်အဖြစ်လာတဲ့အကျိုးဆက်ကကြတော့ကိုကိုယ်တိုင်ပဲခံရမယ်ပေါ့နော်အခုဒီပေါ့တော့ဒီဗီဒီယိုမှာတစ်ချက်ကြည့်လိုက်ပါဒီဗီဒီယိုမှာဖြစ်နေတဲ့ဒီဖြစ်စဉ်ကတော့ဒီအမကလွန်ခဲ့တဲ့နှစ်လပိုင်းတုန်းကသူကဖီလာထိုးတာပေါ့နော်သူကကြတော့ဒီနှခမ်းဖီလာတို့ဘားဖီလာတို့ထို းတယ်ပေါ့နော်ကိစ္စမရှိဘူးဘာမှမဖြစ်ဘူး तू အရန်ကြိုက်တယ် तू तू ပြောသွားတဲ့အထင်းမှာပေါ့နော်အဲဒီဖီလာထိုးတာပေါ့တစ်ခုပြီးရင်နောက်တစ်ခုပြန်ထိုးချင်လာတဲ့အဲစိတ်ကတော့အမျိုးဆွဲတယ်ပေါ့ လူများတော့မတည်သူကတော့အဲ့လိုမျိုးဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့သူကနာယီဝက်လေးနဲ့ပေါ့နော်အဲသူရဲ့ဒီရင်သားလှသွားမယ်ဆိုတော့သူကရင်သားဖီလာထိုးလိုက်တာနာယီဝက်ပဲကြတယ်ပေါ့နော်ရင်သားဖီလာထိုးလိုက်တဲ့အဖြစ်စဉ်ကြီးကဒီလိုလေးဖြစ်သွားတာပေါ့နော်ဒီဗီဒီယိုအမင်းညာတော့ကတင်ထားတာဒီနေ့နဲ့ဆိုရင်73နာရီပဲရှိသေးရယ်ပေါ့နော်ဆန်နုမင်းညာမိုးရန်ချုပ်သွားလို့အခုမှပြပြတာပေါ့နော်အဒီဗီဒီယိုမှာကြည့်လိုက်ပါ အဲ reset ကတော့အရင်ကြောက်ကောင်းနေပုံတော့အရင်လက်နာကျင့်နေရတဲ့ပုံပေါ့နော်ဘလို့စဖြစ်တာလဲဆိုတော့ကအဲ့ဒီအမကအတူက နှခမ်းဖီလာတို့ဘားဖီလာတို့ထိုးပြီးပြီဒီနားဖီလာကိုအဲထိုးပြီးတဲ့နှစ်ပတ်လောက်မှစဖြစ်တာနှစ်ပတ်လောက်မှသူကချမ်းစိမ့်စိမ့်နဲ့ဖြားတာပေါ့ဖြားလာပြီအဲ့လိုဆိုတော့သူကယူးယူးဖြားတာပဲထင်ပြီးမှသူကဆေးတွေတောက်တယ်ဆေးတွေထိုးပြီးမှနေတယ်ဒါပေမဲ့လည်းမပြောက်ဘူးနောက်ကျတော့ကြာလာတော့ဘာဖြစ်လာလဲဆိုတူဒီဖီလာထိုးထားတဲ့တူရင်ဒါကကြတော့အကျိတ်တွေဖြစ်လာတာအကျိတ်တွေဖြစ်လာပြီးမှအဲရေရေလေးတွေဖြစ်လာတာအဲ့ဒီခါကျတော့သူကသိုးရင်လာပြီးအကျိ တ်အကျိတ်ဆိုတာအမျိုးမမာတောင်းတောင်းအဲ့လိုမျိုးဖြစ်လာတာကွာသူပြောသူရေးထားတဲ့အထဲမှာဆိုလို့ရှိရင်အဲ့လိုဆိုတော့သူကအဲ့ဒီ ဖီလာထိုးပေးတဲ့နေရာကိုမသွားဘဲနဲ့သူကအဲဆိုးရင်စိတ်လည်းအရန်များနေလို့ဆေးရုံတစ်ခုမှသွားလိုက်တယ်။ဆေးရုံတစ်ခုမှသွားလိုက်တော့သူရဟာကပြီးမဖြစ်သေးဘူးဆိုတော့ကသူတို့ကတောက်ဆေးတွေထိုးဆေးတွေပေးလိုက်ပြီးမှပြန်လွတ်တယ်ပေါ့နော်။ဒါပေမဲ့မရဘူးနောက်ထပ်တစ်ဖက်ရောအဲ့လိုမျိုးပြန်ဖြစ်လာတော့အဲလည်းတစ်ခေါက်တော့ပြန်ပြလို့ရှင်တော့မရတော့အဲ့ဒီနေရာမှာနီနီလေးဖြစ်နေပြီဆိုတော့ခွဲရမယ်ဆိုပြီးမှခွဲပေးလိုက်တယ်ပေါ့နော်။ခွဲပေးလိုက်တဲ့နောက်မှာကျတော့ဘလို့ပြန်ဖြစ်လာလဲဆိုတော့အဲဒီဘက်တစ်ဖက်ခွဲပြီးပြီအဲ့ဆိုတော့ဆေးတွေတောက်ဆေးတွေထည့်ပြီး အိမ်ပြန်တယ်ဒါပေမဲ့လည်းမရဘူးနောက်တစ်တစ်ပတ်ပြန်ဖြစ်လာတယ်အဲဆိုနောက်တစ်ခေါက်ပြန်သွားပြောတော့အဲ့ဒီပထမသူသွားပြတဲ့ဆေးရုံကဆရာဝန်တွေကကျတော့ဆူပြီလေနော်အဲဆိုသူလည်းကြောက်တာနဲ့အဲဆရာဝန်တွေဆူတာနဲ့ဆိုတော့သူကနောက်တစ်ဆေးရုံတစ်ခုပြန်ပြောင်းတယ်ပေါ့နော်ဆေးခန်း ခုပြင်ပြောင်းတယ်ကွာပြင်ပြောင်းတော့အဲ့ဒီဈေးခန်းမှာရောက်တော့နောက်ထပ်တစ်ဖက်ကလည်းပြန်ဖြစ်နေတော့သူကအဲ့ဒီနောက်တစ်ခေါက်ပြန်ခွဲရတယ်ပေါ့နော်အဲ့လိုမျိုးအချင်းချင်းခွဲရတယ်အခွဲပြီးဈေးတွေထည့်ရတယ်ပေါ့နော်နောက်ပိုင်းဆိုရင်တော့ဒီရင်သားကင်စာဘက်ပါနောက်လက်မတော်ဘူးလို့ပြောလို့မရဘူးရှင့်အများကြီးပေါ့နော်အဲ့လိုမျိုးပြန်ထည့်ပြီးမှသူက ကုတာပေါ့သူ့အတူကြိတ်ကုတာအဲ့ဒီဖြစ်စင်နေတာသူ့အတူကြိတ်ကုတာเนาะကြိတ်ကုအဲ့လိုမျိုးဖြစ်တာဒါမဲ့လည်းမရအောင်မရတော့ကသူကနောက်ဆုံးတော့ဘလိုမှမတက်နိုင်တော့အဲ့ဒီဖီလာထိုးပေးတဲ့ထိုးပေးတဲ့အဲနေရာကိုဖုန်းပြန်ဆက်တော့သူကလာခဲ့ပါပြန်လုပေးမယ်အဲ့လိုမျိုးပြောတော့သူကလည်းပျောက်ချင်ဆုံးနဲ့ပဲပြန်သွားတယ်အယမ်းနာချင်ရတယ်ဆေးသေးတဲ့အချိန်တွေရောအယမ်းနာတယ်တဲ့အဲအဲ့မှာ အဲ့ဒီအဲ့ဒီဆေးတူးကိုဖီလာထိုးပေးတဲ့နေရာမှာပြန်သွားပြီးမှအဲ့မှာအသေးစားခွဲစိတ်မှုဒီအသေးစားခွဲစိတ်မှုက6ခေါက်လို့ပြောရေပေါ့နော်6ခေါက်ခွဲလိုက်ရတယ်အဲအဲ့ကနေသူတို့ကဆေးတွေထည့်ပေးပြီးတယ်လည်းမရှိတော့ဘူးအကုန်လုံးထုတ်လိုက်ပြီဆိုတော့သူကပုဂိုးဘက်ကိုပြန်သွားတာပေါ့နော်ပုဂိုးကလို့ထင်တယ်အမပြောပုံဆိုလို့ရှိရင်ပုဂိုးဘက်ကိုပြန်သွားတော့အဲ့ဒီသူတို့ခွဲပေးထားတဲ့နေရာကနေပဲပြီးတယ်ကထထွက်လာပြန်ရောတယ်အဲ့ဒါနဲ့မရတော့ဘူးအဲ့ဒီခွဲစိတ်ဆရာဝန်ကြီးနဲ့ပဲပြရတော့မယ်ဆိုပြီးမှဆရာဝန်နဲ့နောက်ထပ် က်တစ်ခေါက်တက်ပြန်သွားပြတဲ့အချိန်မှာမာသူကအဲအကြီးစားခွေးစိတ်မှုကနှစ်ကြိမ်လောက်ရတယ်တဲ့အဲ့ဒီမှာ အဲဒီဘာပီတွေလဲထုတ်တယ်ပြီးရင်အတူထိုးထားတဲ့ဖီလာတွေရောအကုန်ပြန်ထုတ်ရတယ်ပေါ့နော်ပြန်ထုတ်လိုက်တယ်တဲ့အခုတတိနာကျင်မွားခန့်နေရစမြဲပဲတဲ့ပြီးလို့ရှိရင်ဈေးတွေလဲအရန်တောက်နေရတယ်ပေါ့နော်အာပြောချင်တာကတော့လာချင်တာခဏပဲအဲပြီးရင်ငွေလဲကုန်တယ်ငွေဒါမရှိရင်အမပြောထားတာပေါ့နော်ငွေဒါမရှိလို့ရှိရင်တဲ့အသက်ဆုံးချုံးနိုင်တယ်ပေါ့နော်အဲနလပိုင်းဒီနှစ်ထဲနလပိုင်းကနေဆိုအခုထိဆို6လပိုင်းဒီ6လအတွင်းမှာခံစားရတာတော်တော်ကိုချိနေ အမအတူအရန်စိတ်တကြပြီးမှအဲ့လိုမျိုးတွေဖြစ်သွားတော့သူကတိုက်ပွားနဲ့ခုံချဖို့အချင်းချင်းလဲစူးစားဖူးတယ်ပေါ့နော်အဲဒါပေမဲ့လည်းသူကအခုထိပေါ့နော်အသက်ရှင်နေရတယ်ပေါ့နော်အဲ့လိုမျိုးသူကရေးထားတယ်ပေါ့နော်နောက်လူတွေမဖြစ်အောင်ဆိုမှရေးထားတာဖြစ်ပါတယ်လို့ပြီးတော့သူကအခုဘယ်လိုမျိုးဖြစ်လာလဲဆိုတော့အဲ့ဒီညမအချင်းချင်းခွဲစိတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အာဘာဖြစ်လာလဲဆိုလို့ရှိရေသူကအာဒီဘာလဲ အယုံကြောတွေထိတယ်ပေါ့နော်ပြီးရင်ဒီခြေတောက်တစ်ဖက်ကလည်းအမျိုးထော့နေထော့နေလေးဖြစ်နေပြီးရှောက်လန်းရှောက်လို့ရှင့်အဲ့လိုဖြစ်သွားတယ်တဲ့ပြီးရင်အင်ဂျီတွေဘာတွေဝှက်လို့ရှင့်လည်းတယောက်တည်းဝှက်လို့မရဘူးတဲ့နေရောက်အမျိုးဝှက်ပေးရတယ်ပေါ့နော်အခက်ခဲရတော့အဲ့လိုမျိုးလေးဖြစ်နေပါတယ်တဲ့ကဲဗီဒီယိုကြည့်နေတဲ့ပေါ့နော် ဖီလာထိုးရတာစိတ်ဝင်စားတဲ့အမတွေညီမလေးတွေပေါ့နော်ငိုငိုအလာပိုလာတွေပေါ့နော်တွတ်ပြင်လိုက်မှပဲလာတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကအကိုကတော့နော်တွေ့တွေ့ရတွေ့ရဆေး ီခန်းတွေမှာပဲအမျိုးတွေမထိုးချနဲ့ပေါ့နော်ဖြစ်သွားလို့ရှိရင်ပတ်ဆက်လဲကုန်တဲ့အချိန်လဲကုန်တဲ့လူလဲနာကျင်ရတဲ့အဲ့လိုမျိုးတွေဖြစ်မယ်ပေါ့နော်အာဒီမှာအာဒီတူဒီထုတ်ထားတဲ့ပေါ့နော်ဒီသူ့ရဲ့ရင်ထဲကရင်သားထဲကနေထုတ်ထားတဲ့ပီတွေနဲ့ဖီလာတွေပေါ့နော်ဒီဒီဒီအက်တွေနဲ့ဟာကြတော့နော်အာဘယ်လိုပြောမလဲဆိုရင်အဲသူရဲ့ emotion နဲ့ပေါ့အရန်ထိသွားတာစိတ်ကအရန်နာတယ်เนาะဒီနားမှာ ဗီဒီယိုမှာဒါကြည့်လိုက် လုတ်နေတာတော့ဟို အနာစိမ့်လေးပေါက်တာတော့မဆိုင်လို့တော့အရန်နာချင်ရအောင်ဗောနော်ဒီမှာထက်ခါထက်ခါခွဲထက်ခါထက်ခါချုပ်ထက်ခါထက်ခါဆေးထက်ခါထက်ခါဆေးထဲဆေးထဲလို့ရှိတင်တက်အောင်နာတယ်တဲ့လို့ပြောထားတယ်အဲ့တော့ကအာကိုအရန်လာချင်တယ်ဆိုရင်တော့ထိုးချပေါ့ ဟာဒါပေမဲ့နုကိုအလကတော့ပိုလာပါတယ်လို့เนาะအလုံးကူးစိတ်ချပါလို့เนาะအခုကဖီလာကအရန်နဲ့မှနမီကြီးနေဆိုတော့เนาะဒီအမကနောက်လူတွေမဖြစ်ရအောင်ကိုလိုမျိုးမဖြစ်ရအောင်ပေါ့เนาะသူကလည်းဘုဒ္ဓမလည်းပြစ်တင်တာမဟုတ်ဘောเนาะသူ့ကိုကိုသူ့ရဲ့လချင်းကြောင့်သူ့ရဲ့စိတ်ကြောင့်သူလှုပ်လိုက်တဲ့အရာလေးကဒီလိုကြီးဖြစ်သွားတယ်ဆိုမှသူရဲ့ reset ကိုသူကချပြထားတာဖြစ်ပါတယ်ဒီလိုမျိုး filter ထူတာကိုကြိုက်တဲ့သူတွေရှိရင်လည်းเนาะဒါလုံးဝကိုတတိထားကြပါရှင့် လူမျိုးအလှပကြီးရနဲ့ပတ်သက်ပြီးတော့နော်ဒီနားလေတက်ကြွနေသူတွေစီမှာပဲဒါလောက်ဖို့လဲအကြံပြုချင်ပါတယ်ရှင့်နောက်ထပ် view file မှာဆိုလို့ရှင်လဲနော်ဒီအကူတယောက်ကထပ်ပြီးတော့ဒါရှင်းပြပေးလာတယ် view file လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့အခုကျွန်တော်တို့ဒီ online မှာလေဟိုရင်သားကြည့်ကြင်လို့နောက်ဒါတင်မကြည့်ကြင်လို့ပေါ့နော်ဒီ filler ဆိုတဲ့ဟာတွေထိုးပြီးတော့ဒါရင်သားတို့တင်မတို့ filler ဆိုတာတွေထိုးပြီးတော့ဒါပုတ်သွားလို့ဟိုချစ်ထုတ်ရတာတွေနော်ကျွန်တော်တို့ဒါဟိုခွဲထုတ်ရတဲ့ဟာတွေ နောက်ပြီးတော့အဲ့ဒီနေရာကနေပြီးတော့ပိုးဝင်ပြီးတော့ဒါတေအသက်ဆုံးရှုံးရတဲ့ဟာတွေပေါ့လေဒီကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်မျှဝေပေးချင်တာပေါ့နော်အေးအခုနောက်ပိုင်းမှာဒါ aesthetic ကလည်းအရင်ဆိုဖြစ်စားလာကြတယ်လေဖြစ်စားလာကြတော့ဒါတူတူကိုကိုပေါ့လေလှကျင်တော့လည်းဒါကြီးရလူကလည်းကြီးကျင်တယ်တေးရလူကလည်းဟိုကြီးကျင်တယ်အကြီးရလူကလည်းကြီးတဲ့ကြီးရှင်။အဲ့လိုကြီးလောက်ကြတော့။အဲ့လိုလောက်တဲ့အခါမှာသူကနီးမှန်လမ်းမှန်နဲ့ဟိုဒါဆရာဝန်တွေဖွင့်ထားတဲ့ဒါ aesthetic ဈေးကနေမှာ ဒါလောက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့ဒါကျွန်တော်တို့ကဒီ beauty salon လိုမျိုးတွေဒါ medic ဟိုကုသဝင်မရှိတဲ့နေရာမျိုးတွေမှာဒါတက်ရောက်ကားရတယ်လောက်တဲ့အခါကျတော့သူကပြဿနာတွေနည်းနည်းဖြစ်လာအဲဖြစ်တဲ့ပြဿနာကလည်းဒါဟိုတင်နိုင်တယ်နော်သူကအဲ့တော့ဒီရင်သားတို့ဒါတင်မားတို့လည်းထိုးတယ်ဆိုရဲဒါဟို filler ဆိုရဲအကြောင်းနည်းနည်းလေးပြောပြချင်တာပေါ့နိ filler ဆိုရဲသူက hand learning as a bit ဒီဟာလိုတဲ့ asset ကအရင်တော့ဘယ်မှာတုံးခဲ့တာလဲဆိုတော့ဒါလူတွေ joint pain ပေါ့ဒါဒူးနာခါနာယူရင်စီပေါ့လေအဲ့မှာတုံးတာအဲမျက်နှာတို့ဘာလို့မှထိုးရဲဟာလိုနဲ့ကဒီကခန္ဓာကိုယ်မှာကြာရှည်ခံအောင်လို့သူကဒါ cross link လုပ်တာပေါ့ဒါဤပညာတုံးတာပြီးတော့ကြာရှည်ခံအောင်လုပ်တာလုပ်ထားကြတော့သူကတော့ဒီခန္ဓာကိုယ်မှာကြာကြာနေရပါဘူးလေဒါအဲ့ရင်သားတင်မှာကြီးကျင်တဲ့လူတွေကအဲ့ filler တွေကိုဒါရင်သားတွေဒါပြီးတော့ဒါတင်မှာတွေသတ်ထိုးတာပေါ့ထိုးရဲထိုးဒါတော့ကျွန်တော်တို့သိ recommend မပေးဘူးဗျာမပေးဘူးဆိုတော့ ဒီကောင်လေးကအခက်မသိရင်သူကထိုးလိုက်ရင်ဘာဖြစ်သွေးကြောပိတ်သွားသွေးကြောပိတ်မှတော့ဒါသွေးမရှောင်သွေးမရှောင်ရင်ဒါပုတ်တယ်ဗောလေနက်ရိုဆစ်စ်ဖြစ်ဖြစ်သွားရင်ဒါဟိုကျွန်တော်တို့ကဒီ failure fury ဆေးကိုချိန်ပြီးထိုးရတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကဒါဟိုမရတော့ဘူးဆိုလည်းမမီတော့ပုတ်သွားပြီဆိုလည်းဒါကျွန်တော်က surgery လုပ်ပြီးခွဲထုတ်ရမျိုးရှိအဲ့မှာမှသူကဒီပုတ်တာကနေတစ်ဆင့်ပိုးဝင်တယ် septic seizure လို့ခေါ်ပါလိဒါ online မှာလည်းတွေ့မှာဗောလူတွေဟိုအဲ့လိုဖြစ်ပြီးကြီးကျင်လို့ထုတ်ကမှချက်ထုတ်လိုက်တော့သေးသွားတာ နောက်ပြီးတော့ကြီးကျန်သူထိုးကမှဘလို့မှအသက်မကင်နိုင်တော့ဘဲနဲ့အသက်ပေးလိုက်ရတယ်လေရှိတယ်။ဒါကြောင့်မလို့ဟိုလှကျင်လဲနီးမှန်လမ်းမှန်လေးနဲ့ဒါလှလို့ရအောင်။ဒါဆရာဝန်တွေဖွင့်တဲ့ဒါအစရိစေကံပေါ့အဲ့မှာကျွမ်းကျင်တဲ့လူတွေနဲ့တပြပေါ့အတိုင်းမင်ပြီးတော့မှလှုပ်ပေါ့လေ။နောက်ဆီလီကွန်းထည့်တာတော့တကယ်ဟိုရန်သားဆီလီကွန်းကတော့ဒါထည့်လို့ရပါတယ်။ ရသလီကောဒါကျွမ်းကျင်တဲ့ဒါခွဲစိတ်ဆရာဝင်ဗောလေဒါ plastic surgeon ဖြစ်စေဒါ license ရှိတယ်စိတ်ကူတာခွင့်ရှိတယ်ခွဲစိတ်ခွင့်ရှိတယ်เนาะတကယ်ကျွမ်းကျင်တဲ့ဆရာဝင်နေတဲ့ဒါ timing ဆွေးနွေးပြီးတော့လောက်တာအကောင်းဆုံးပဲဒါရင်သားတွေတင်ပါတွေတွေဒါ failure တွေထိုးတာတော့ဒါကျွန်တော်တို့က recommend မပေးဘူးဟိုအခက်မသိရင်အသက်ပါပေးရတယ်မလှရဲပြင်နေเนาะဟိုဒီ risk တွေရှိတာဗောကျွမ်းကျင်တဲ့ဆရာဝင်နေလို့အဲ့ဒါမှကိုလိုချင်တဲ့ဒါအောက်ခံမှု baking နဲ့ဗောလေ baking ရှင်းရှင်းနဲ့ဒါကိုလိုချင်တဲ့ ဒါအလှတရားလေးရဖို့အတွက်ကတော့ဒါကျွမ်းကျင်နေဆရာဘုရင်လောက်ဖို့ပဲဒါကျွန်တော် recommend လုပ်ပါတယ်တော်လေးကိုကြောက်ဖို့ကောင်းတယ်နော် side effect တွေကအများကြီးပဲရှင်ဘယ်လိုမျိုး filter ထိုးရသူတွေရှိရင်လဲနော်လုံးဝကိုသတိထားကြပါရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် review file လို့ကြည့်ပြီးတော့နော်တကယ်ချင်းတို့လည်းဘူးတူတာတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်